စားတော့ပြီးတဲ့အခါမှာဘိုက်ထင်းမကောင်းတာဆိုရင်အကြောင်းရင်းပေါင်းစုံကြောင့်ဖြစ်နိုင်ပါတယ်။ကိုဝင်ရှိတာကနေစပြီးအစာအစိတ်တဲ့အထိမျိုးစုံဖြစ်နိုင်ပါတယ်။ဖြစ်ပေါ်တဲ့လက္ခဏာပေါ်မူတည်ပြီးတော့အကြောင်းရင်းကိုခံမှန်ရပါတယ်။ဒီနေ့မှာတော့အစာစားပြီးတဲ့အခါမှာပြုတ်ဝင်ခြင်းစိတ်ဖြစ်ပေါ်တဲ့အကြောင်းရင်းတွေကဘာလဲဆိုတော့ကိုပြပြပေးသွားမှာဖြစ်ပါတယ်။အစာစားပြီးတဲ့အချိန်ပြုတ်ဝင်ခြင်းစိတ်ဖြစ်ပေါ်တဲ့အကြောင်းရင်းတွေကပထမအောင်ဆုံးတစ်ချက်ကတော့အစာမတည့်တာပါ။ တခါတည်းရမှာအစားအစာတချို့ဖြစ်တဲ့ခယူကမှာအခုမှဒီဥွေမျိုးမျိုးကိုကျမတို့ရဲ့ကိုခန့်စွမ်းအားကနေပြီးတော့အနေရရှိတဲ့ပစ္စည်းရဲ့အနေနဲ့မှတ်ယူကြပါတယ်။တကူးကူးကိုစားလိုက်မိပြီဆိုရင်ကိုခန့်စွမ်းအားစနစ်ကနေပြီးတော့ histamine နဲ့တခြားတဲ့ပစ္စည်းတွေထုတ်လုပ်တဲ့အတွက်ကြောင့်မို့လို့တုတ်ပြန်မှုတွေပြုလုပ်လာပါတယ်။အထက်ခါမှာ dermatitis ရဲ့လက္ခဏာတွေဖြစ်တဲ့အင်ပြင်ထတာ၊ရားရံတာတွေဖြစ်လာတတ်ပြီးတော့ပြုတ်ရံတာတွေအထိပါဖြစ်လာနိုင်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့အစာအစိတ်တင်တာပါ။ တေးချစွာထုတ်ပိုသိမ်းဆည်းမထားတဲ့အစားအစာတွေမှာဆိုရင်ဘက်တီးရီးယားဗိုင်းရပ်စ်ကပါပိုဒီလိုမျိုးရောဂါပိုးပေါင်းစုံဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။ဒီအစားအစာတွေကိုစားသုံးပြီးလို့ရှိရင်တော့နိုင်ရင်ငယ်ငယ်အတွင်းမှာပြုတ်အန်တာဘိုက်အောက်တာဝိုင်းပြက်တာဒါမျိုးတွေကိုဖြစ်လာနိုင်ပါတယ်။နောက်တစ်ခုကတော့ကိုဝင်ရှိတာပါ။ကိုဝင်ရှိနိုင်ရင်တော့ဟော်မုန်းအပြောင်းလဲကြောင့်မအိမ်မသားဖြစ်တာတတောက်တတာမရှိတာတွေကိုကြုံတွေ့ရနိုင်ပါတယ်အထူးသဖြင့်အစားစားပြီးတဲ့အခါမျိုးတွေမှာပြုတ်အန်စိစိတ်ဖြစ်လာနိုင်ပါတယ် တခါတည်းရင်အစားအစာတချို့ရဲ့အနံ့အရသာကိုရလက်ယုံနေတယ်ပေါ့နော်မအီမသာဖြစ်ပြီးတော့ပြုတ်အံ့ချင်းစိတ်တွေပေါ်လာနိုင်ပါတယ်အတကူကတော့စိတ်ပီစီကပူပန်တာပါစိတ်ပီစီကဆိုရင်လည်းစိတ်ပိုင်းဆိုင်ရာတမျိုးတည်းကိုသာထိခိုက်စေတာမဟုတ်ပါဘူးရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါထိခိုက်လာနိုင်ပါတယ်ဒါကြောင့်မို့လို့စားပြီးတဲ့အခါမျိုးတွေမှာပြုတ်တက်တာမျိုးတွေကိုခံစားရနိုင်တာပဲဖြစ်ပါတယ်တခါကတော့ကင်ဆာရောဂါကုသမှုခံယူတာပါ ကေဆာပြည့်အနေနဲ့သူတွေစေကူတော်မှုခံယူနေတဲ့အချိန်မှာဆေးရဘေးတော့ဆူချိုကြောင်းပြုတ်ဝင်သားတွေလည်းဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ကုသမှုပြီးတဲ့အချိန်မှာတော့ပြောင်းလဲသွားနိုင်ပါတယ်နော်။နောက်တစ်ခုကတော့တဲချေတနာပါ။တဲချေအိမ်ဟာဆိုရင်အစာအိမ်ရဲ့ညာဘက်အပေါ်ဘက်မှာတည်ရှိပါတယ်။တဲချေအိမ်ဟာအစီတွေကိုချစ်ပြတ်ဖို့အတွက်အကူအညီပေးပါတယ်။တဲချေကြောက်တယ်လား။တဲချေအိမ်မှာယောဂတစ်ခုဖြစ်လာပြီဆိုရှင်တော့အစီတက်ကိုချစ်ပြတ်ဖို့ခက်ခဲသွားပါလိမ့်မယ်။ဒါကြောင့်မို့လို့အစာအိမ်နေရာမှာမအီမသာဖြစ်ပြီးတော့လေပြိုလာမျိုးတွေကိုခံစားရနိုင်ပါတယ်။ အထူးသဖြင့်အစီများနဲ့အစာအစာတွေကိုစားပြီးတဲ့အချိန်မှာပို့ပြီးတော့ဖြစ်တတ်ပါရဲ့နော်အခုလောက်ဆိုရင်တော့ဖြင့်အစာစားပြီးတဲ့အချိန်မှာ ပြုတ်ဝင်ခြင်းစိတ်ဖြစ်လာတဲ့အကြောင်းရင်းမျိုးကိုတိကျလာပြီးထင်ပါရဲ့နားထောင်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်